ကိုကန်တပ်ဖွဲ့ MMDA ဟာလာရှုမျိုးကနေတက်ဆောက်ခွာမယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော့စစ်ကောင်စီကိုယ်စားလှယ်တွေတကြံမတိုင်မီမှာ UWSA ထိန်းချုပ်ထားတဲ့ပန်ဆန်းမြို့ကိုတွားရောက်ဖို့ရှိတယ်လို့ဝါရင်တော်လရင်တမတူထံကနေသိရှိရပါတယ် ဒါကလည်းတရုတ်ရဲ့စစ်စင်ပေးမှုကြောင့်ဖြစ်ပြီးစစ်ကောင်စီကိုယ်စားလှယ်တွေကတော့ဧပြီ23ရက်နေ့တကြံမတိုင်မီမှာပဲရေတဘလူ SA ထိန်းချုပ်ထားတဲ့ပေါင်ဆိုင်မြို့ကိုတွားပြီးတော့ဟွာတပ်ဖွဲ့ဒါမှမဟုတ် FPNCC အဖွဲ့ခုနှစ်ဖွဲ့နဲ့တွေ့ဆုံမလားကိုတော့အသေးစိတ်မတိရှိရတဲ့ကြောင်း၎င်းဝါရင်တော်လည်ရေးတမတို့ကတော့ရှင်းတဲ့တော်စင်ကိုပြောပါတယ် တကြံတိုင်ခင်တရုတ်ရဲ့စီစဉ်ပေးမှုနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေပေါင်းဆောင်တွားဖို့ရှိတယ်။ဘွားတဖွဲ့ထဲနဲ့တွေ့မလား FBNCC ထဲကခုနှစ်ဖွဲ့စလုံးနဲ့တွေ့မလားသေစိတ်တော့မသိရသေးဘူး။စကားစားဘက်ကကိုယ်စားလှယ်ပတုကိုလွတ်မလဲဆိုတာလည်းမသိရသေးဘူး။အလားတူတကြံပြီးဧပြီ22ရက်နေ့မှာလဲစစ်ကောင်စီနဲ့ကိုကန့်တပ်ဖွဲ့တို့ကတရုတ်ရဲ့စစ်စင်ပေးမှုကြောင့်ထပ်မံတွေ့ဆုံဖို့ရှိနေတယ်လို့တတင်းရရှိပါတယ်။ ။ဒါပြင်တယောက်ကစိုက်ပျိုးရေးရုံးအနေနဲ့လာရှုံမြို့မှာရုံဖွင့်လွှတ်တော်မယ်လို့လည်းအဆိုပါဝါရင်တော်လရင်ဓမ္မတို့ကပြောပါရယ်။ SAC က MND အနေနဲ့ဟောယုံကြည်စိတ်ချမှုမရှိကြဘူး။ဒါကြောင့်တယောက်ကလည်းလာရှုံမှာရုံဖွင့်ထားမယ်လို့တည်ထားရတယ်။ကိုကကလည်း21ရက်နေ့ထွက်မယ်ဆိုတာလည်းအတိအကျလည်းမပြောနိုင်သေးပါဘူး။တိုင်းမဲ့တကြံပြီး AB လ22ရက်နေ့ကြာရင်တော့ကိုကောင်နဲ့စစ်ကောင်စီတို့ကတွေ့ဖို့ရှိနေသေးတယ်။တချို့ကလည်းလာရှုကိုတရုတ်လက်ထက်အပ်မယ်လို့ပြောနေကြတယ်။ လရှိလေတရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ဟာမြန်မာနစ်ဆန်တရက်နေ့ဧပြီ18ရက်နေ့အထိအချိန်ပေးထွက်သွားဖို့လဲဒေသခံတွေပြောပြချက်အရတရားပါတယ်။လရှိမြို့ပေါ်ကနေကိုကန်တပ်ဖွဲ့ဆောက်ခွာတွားရင်စစ်ကောင်စီတပ်နဲ့အတူဝါတပ်ဖွဲ့ကလည်းထပ်မံဝင်ရောက်လာပြီးတော့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုစောင့်ရွက်တွားမယ်လို့ဒေသခံတွေပြောပြချက်အရတရားပါတယ်။ဒါမဲ့တရားချက်နဲ့ပတ်သက်ပြီးတော့ရှမ်းသာနယ်ဆင်းနေတဲ့အတီမပြုတ်နိုင်သေးပါဘူး။ ်ပေးခတဲ့2024ဇွန်လ29ရက်နေ့ကစပြီးတော့လာရှုံမြို့ထက်ကိုဝပြင်ပဆက်ဆံရေးရုံနဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ဆိုပြီးတော့ဝတက်ဖက် UWSA ကဝင်ရောက်တက်ဆွဲနေထိုင်ခဲ့ပြီးတန်ရံမြို့အထက်လည်းဝင်ရောက်နေထိုင်ခဲ့ပါတယ်။ ။ထို့ပြင်သစံ၂၇ခုစစ်စင်ရဲတပ်ဝဲတွင်ကြဆုံသွားတဲ့ MNDAA ရဲဘော်တွေကိုမြုပ်နှံထားတဲ့လောက်ကင်မြို့ရန်လုံတိုင်းရှိအာစာနီပိတ်မမာဧပြီ၂ရက်နေ့ကအမွေဖယ်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးတော့၎င်းအောင်ခမ်းအနားကို MNDAA ကောင်းဆောင်ဖုန်တာရွှန်လဲတက်ရောက်ခဲ့ပြီးဂုံပြုတ်ခတ်ကြောင်းကိုကန့်တရင်အေဂျင်စီကနေထုတ်ပြန်ထားပါတယ်။ တော်လည်ရဲ့အတွက်အသက်ပေးခဲ့ကြတဲ့ MMDA ရဲဘော်တွေကိုအမေချင်းအထက်အမှန်အခမ်းအနားတို့ MMDA တာဝန်ရှိသူတွေအမျိုးသမီးအဖွဲ့တွေဆရာဆရာမတွေចောင်းတူចောင်းသားတွေအပါအဝင်ပြည်သူ2000ကျော်တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ။တစင်းစက်ခွန်စစ်စင်ရဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်းမှာစစ်ရဲအောင်မြင်မှုရရှိခဲ့တဲ့ကိုကန်တပ်ဖွဲ့ MMDA ဟာစစ်ကောင်စီရဲ့အရှိမြတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာလာရှုမြို့ကိုတိုက်ခိုက်တင်းချုံနိုင်ခဲ့ပေမဲ့လည်းတရုတ်ရဲ့ဖိအားပေးမှုကြောင့်2025ဧပြီလကုန်ပိုင်းမှာတော့စစ်ကောင်စီတန်းပြန်လက်လွတ်လိုက်ရမယ့်အခြေအနေဖြစ်လာခဲ့တာဖြစ်ပါတယ်။ကျွန်တော်တော့စိတ်ဆင်လာပါ